စားစားတဲ့ဟာကမပြီးနိုင်လို့အဲ့မှာဂန်းယူခဏဒီကန်200ရောက်တက်ပါလေဗျာလို့ယူထားရတယ်မပြီးတရားမရှိသေးဘူးဗျာသူအဲ့လိုပြီးတာပြီးခဲ့ရအပြန်မှသွားယူရအောင်အဲယူချမိတက်ဆိုရင်လည်းအဲဘောနော်10ရောက်ကျော်သွားပြီဗောနော်မြင်းချမိုင်းကြာဒီကြပိုင်းထဲမှာဟိုဂျာမေဂျာမေတက်ပါ23အောင်ရှိပြီကြာတာတန်ရတာပါကိုလိုက်ငါဆောင်ချုံတာမပါဘူးဗျဒီစတင်းနေဆိုလဲဒါညီတို့လုံးဝဘောနော်အလုပ်အဆင်ရည်နေနေလုပ်နေရတဲ့အပိုင်းရှိပါအရှိမြင့်ချမှာဆိုရင်လည်းအဲဘောနော်ဒီတိုင်းဟိုပဲဖြစ်ဖြစ်ဘောနော်အခြားဆေးအုပ်စုရဲပဲဖြစ်ဖြစ်ခွေးပဲဖြစ်ဖြစ်ဘောဘယ်လိုပဲထူးစစ်တည်ဆင်းနေပါစေ ညီတို့တက်တွေကခုချိန်ကြီးရှိနေပါသေးတယ်။ဘယ်မှမပြေးပါဘူးဗျာနော်။ညီတို့တက်တွေရှိနေပါသေးတယ်။အခုကနေ့ကညီတို့မှယူမှန်းချက်ရှိရဗျာ။ညီတို့ပြရောက်တက်ကိုအမိဖို့မပြူပါတော့မဟုတ်ဘူးကွနော်။ပြရောက်တက်ဆင်းမှတိုက်မယ်ဆိုတဲ့တက်ထဲမှာတော့ညီတို့မပါဘူးဗျာ။ညီတို့ပြုဆင်ရတီဆောက်မယ်။ကြီးတော်အောင်လုပ်မယ်။ပြီးရင်အညာမှာပေါ့နော်။ညာသားကြီးဥဆောင်တဲ့မြို့သိန်းလက်လုံးနဲ့လည်းတင်းလို့ရပါတယ်။တင်းလို့ရတဲ့နေ့တိုင်းအများကြီးရှိတယ်ပေါ့။ပြင်ဆင်စုဖွဲ့တီဆောက်နေပါတယ်။မကြခင်ချိန်တွင်းမှာမြင့်ကြံရလို့မဟုတ်ပါဘူး။ညီတို့တက်ကတော့နေနေဆွဲတော့မရှိပါဘူး။ မင်းကြံလည်းမရှိဘူးငါတို့လည်းမရှိဘူးညီတို့ကတော့စစ်ကောင်စီချင်းနေအကုန်ကျုံးပါပဲညီတို့ကကုန်တိုက်ပါပဲအဲ့တော့ညီတို့ပြင်ဆင်နေအကုန်လုံးကျိုးသားနေပါလေသတိခံသွားမှာဘယ်တော့မှညှိနှိုင်းမှာမဟုတ်ဆွေးနွေးမှာမဟုတ်အပြက်ကျုံးမှာကြားအောင်လည်းကျုံးမှာနိုင်အောင်လည်းကျုံးမှာမနိုင်နေရအောင်အကြောင်းရှိအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကြဆုံမှုတွေဘလို့ပဲရှိနေပါစေအများမှာတက်မကြီးတစ်ခုပေါ်ပေါက်တည်အထီးကျိုးစားသွားပြီးစစ်ကောင်စီထိန်းချုပ်မျိုးတွေကိုတိမ့်ပိုက်ဖို့အထီးရည်ရထားကြောင်းဘိုးမိုက်ခဲပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ အမြင့်ရောက်နေလားအနည်းရောက်နေလားဘယ်လိုအခြေအနေရှိလဲပြည်သူလူထုကိုပထမဆုံးမိတ်ဆက်ရင်းနဲ့အဲ့ဒီအခြေအနေလေးတွေကိုပြောပြပေးပါဦးလက်ရှိလောတင်မှာတော့ဘောနောအဲကျွန်တော်တော်လိုင်းကြီးတက်ဘက်တွေကဘောနောအထူးကြာဆုံးနေလည်းရှိတယ်အဲညိုဂျာမေတက်ဆိုရင်လည်းအဲဘောနောဆယ်ယောက်ကျော်သွားပြီဘောနောမြင့်ကြမှာကြာအမေဒီအရမ်းပြသပြီးတော့ဒီတင်းတော့ထုတ်ပြထားခြင်းမရှိသေးဘူးပေါ့အကျန်သူလက်လက်ခေယံချူရရှိတာရှိသလိုကိုဘကလက်လက်ခေယံညပြဆက်လိုက်ရတာလည်းရှိပါတယ်အဲ့လိုမျိုးနေထားရတော့ရှိတယ်ဒါပေမဲ့ကြိုက်တယ်ဗျညီရကြိုက်တယ်ဆိုတာ ထိုးမင်းတို့ကြိုက်ကြတော့ထိုးဒါသူတို့ရနောက်ဆုံးပွဲနောက်ဆုံးအားပဲလीနော်သူတို့ရနောက်ဆုံးအားနဲ့သူတို့ထိုးတာအဲဒါတော့ကိုလုံးတဲ့ကောင်တွေကိုသိရမလားတင့်နေပါလေပါ သုံးထိုးတော့မခံနိုင်ဘူးပြတာပုံမလင်းပြရေရှိကြတော့ဒါပေမဲ့တေချာတာတခုကတော့မကြခင်ချိန်မှာသူတို့ကောင်းကောင်းကြီးအဲနားလေသွားပါလိမ့်မယ်အခက်မတင်လို့ရှိရင်အဲ့တင်ကားရောင်းပါပဲဗောနော်ဒီတော့လည်းပဲတော့ဒါဒီအပိုင်ဖြစ်သွားနိုင်တဲ့အနေအထားတွေရှိပါတယ်။ညူရိုရိုစင်မှာတော့အဲကြားမဲ့တက်အနေနဲ့က10မိနစ်ပြင်များတော့ဖြန့်ကျက်ပြီးတော့စစ်တိုင်နေတာဖြစ်တယ်။မြင့်ညက်ခရိုင်ထဲမှာရှိနေတာမဟုတ်ပါဘူး။ ဘောနော်အဲညို့ဒီစားတိုင်းသားကြီးရောဘက်ဒီအခြားဘောနော်အဲဗမာပြည်ရဲ့ဥမှာဘောနော်ကျွန်တော်တို့ဒီညီနောင်မမိတ်ဘက်တွေပေါ့အိုက်ဘက်တွေမှာလည်းသွားပြီးစင်းစင်းမနေပြစုစုပေါ့ကိုကူမှာဖြန့်ကျက်ပြီးတော့ညို့လုံးလုံးနေပါတယ်အဲ့လိုမျိုးနေရတာရှိပါတယ်ကိုကူဆိုတာကတော့လက်ရှိလုံးလုံးစင်စစ်ဖြစ်နေတာကိုကူပါဖြန့်ကျက်ထားတာတော့ဒီထက်မကပါဘူးအဲညူအကောင့်လုံးတော့ပြင်ဆင်မှုတွေလုပ်နေတယ်အဲစုဖွဲ့စုဖွဲ့တယ်ပေါ့နော်စုဖွဲ့တယ်ပြင်ဆင်တယ်ဝယ်ယူတယ်တိဆောက်တယ်အဲဒီပုံစံမျိုးနဲ့ပဲညူသွားရတာဒါပေမဲ့ဘယ်လိုပြောရမလဲ ဒီမီရိုတက်အနေနဲ့ကအဲပြည်သူကပဲကိုယ်သွားတာဟုတ်နော်ဖက်ဒရေးရှင်းမှာဆိုတော့မီရိုတက်မှာရရသိရှိဘူးအဲ့တော့ကျတော့ပြည်သူကလည်းပဲရေပေါ်တော့ရုံသွားတာကအဲ့တော့ကျတော့ယူရတော့နည်းနည်းတော့ကြာကြာမလို့ရှိရအောင်အဲ့လိုနေချာတော့ရှိတယ်လက်ရှိမြင့်ကြမှာဆိုရင်လည်းဘယ်တော့ဒီတိုင်းကိုပဲဖြစ်ဖြစ်ပေါ့နော်အချက်ရှိဖို့ဆိုရေးပဲဖြစ်ဖြစ်ဖွေးပဲဖြစ်ဖြစ်ပေါ့ဘယ်လိုပဲထိုးစစ်တည်ဆင်းနေပါလဲအဲမီရိုတက်တွေကခုချိန်ထိရှိနေပါလေဘယ်မှမပြေးပါဘူးဗျာနော်မီရိုတက်တွေရှိနေပါလေအဲဟုတ် ဒါကြောင့် new နေရာတွေပြန်ယူထားပါလေဗျဟုတ်ကဲ့ပါဟုတ်ဒီစီပါလို့ညီကတော့ပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျတော့စစ်ဆိုတာနိုင်ရှုံးဆိုတာရှိရတယ်နော်ခုဘက်ကအမြဲတမ်းနိုင်ကျင်နေလို့မရဘူးဗျနိုင်နေဆိုရင်တော့ပြည့်စက်မှုဆိုတာရှိရတယ်အဲ့လိုမျိုးတွေနေထားဆိုတော့ဒါတွေကိုကောင်းကောင်းလေးနားလေတက်ဖို့လိုတယ်ဗျစီရေးသဘောတရားကိုလေအဲ့ဒါမှအဆင်ပြေမယ်တဲ့အဲ့လိုနားမလဲပြီးနိုင်တော့ဘာမှအဆင်ပြေအဆင်ပြေလာမှာမဟုတ်ဘူးပေါ့ညီကိုအကောင်းဆုံးတော့ကြိုးစားပြင်ဆင်နေတယ်အဲအတင်းထားတယ်ပြည့်စက်မှုတွေများရတယ်ပြုမယ်လေပြောရမယ်ဆိုရင် အဲကြာမဲကြီးကဒီနှစ်ထဲမှာဒီနှစ်ထဲမှာ sorry ဒီလပိုင်းထဲမှာဟိုကြာမဲကြာမဲတက်က23အောင်ရှိပြီကြာတာတန်ရတာပါဘူးကိုလိုက်ငါဆုံးချုံတာမပါဘူးဗျဒီစတဲ့နေဆိုတဲ့တိုင်းညီတို့လုံးဝဘောနော်အလုပ်အဆင်ဆင်ရနေတယ်လုပ်နေရတယ်အပိုင်းရှိပါတယ်နော်အဲ့လိုမျိုးနေထားရဆိုတော့ကျတော့အောက်ကမှုရတော့မျိုးမျိုးရှိရပါဘာမဲ့ AC ပါထိုက်ကြမကြပါဘူးအချိန်ချိန်မှာနားလေလာပါလေမသိဘူးအဲ့ဒီတစ်ပေါက်တော့ရှိရပါဘူးညီတို့အကောင်းဆုံးကြိုးစားနေပါလေဗျဟုတ် င်ခိုင်ထဲမှာဥဆောင်နေတဲ့သူအားလုံးဒီပါပေါ့နော်အဲကျွန်တော်တို့လေပထမတော့လေးဦးဖိတ်ကြားထားပေးမယ်တူကတော့စိတ်ရချင်နေကြအောင်ဒီနေ့ညမှာမတက်ရောက်နိုင်ဘူးခိုင်ကိုကိုကဲရေးရတောင်းဝင်ရှိသူကတော့မတက်ရောက်နိုင်ခဲ့ဘူးအဲ့တော့ဒါပေမဲ့ဒီမှာတော့တက်ဖွဲ့ကိုစီကဥဆောင်သူတွေရှိနေကြတယ်အဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းကာလမှာညညရေးကိုအားလုံးကပြန်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 ဆိုင်ဆိုင်ပြောကြတယ်လို့ဒီလူတွေကလည်းညညရေးကိုပဲတောင်းဆိုနေကြပါတယ်အဲ့တော့စစ်အာနာရှင်တွေကအဓိကဖြစ်ဆိုရင်စစ်စစ်တပ်ကဒီကာလမှာဘယ်မျိုးကိုပဲပြန်ရပြန်ရဘယ်လိုမျိုးပဲထိုးစစ်တွေဆင်နေပါစေဒီလူလူကစိတ် မရေစိတ်ကြမကြပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ခုကျွန်တော်တို့လက်ပတ်နေတိုင်းနဲ့ကမ်ပိန်းတွေအောင်မြင်နေတဲ့အားကိုကြည့်လို့ရှိရင်ဒါအသက်တွေပါပဲ။ဒီလိုလိုလိုစိတ်ကြကြတာတော့အဖွဲ့တွေကြားထဲမှာအချင်းချင်းမညီမညွတ်နဲ့တစ်ခွနဲ့တစ်ခွပြန်ပြီးတော့ချနေကြတယ်။အချင်းချင်းမတည့်ကြဘူးဆိုရင်တော့ဒီလိုတွေကအင်မတန်မှ စိတ်တက်ကြရပါတယ်ဒါကကျွန်တော်တို့ဒီကနေ့နဲ့ပြောဆိုဆွေးနွေးတဲ့အခါမှာတင်းနေမင်းမြတ်တဲ့အခါမှာမြင့်စဉ်ထိတွေ့နေရတော့ကျွန်တော်တို့သိရတဲ့အချက်လက်ရဒီနေရာမှာပြောဆိုခြင်းဖြစ်ပါတယ်အဲ့တော့ပြည်သူလူထုကလည်းမင်းညာခရိုင်ထဲမှာတပ်ဖွဲ့တွေအများကြီးရှိတယ်အရင်ကလာတော့ဒီထက်ပိုများတယ်ဒေါ်လာကြီးအချိန်ကာလကြာကာလကြာမြင့်လာတဲ့အများစစ်ထုတ်ပြီးအခုအဲအဲ့ဒီနေ့ကြီးတကယ်လို့ကျွန်တော်တို့ကစဉ်းစားမယ်အဲ့တော့အခုကာလမှာ မြညံခရိုင်ထဲမှာရောညညရေးကဘယ်ချင်းဒီနေတိရှိနေပြီလဲအဲ့တော့အညာသားတွေဆိုတော့ပုံမှန်လင်းပြောမှာဆိုရင်မြညံခရိုင်ထဲမှာညညနေကြပြီလားအဲတပ်ပေါင်းစုတွေအားကောင်းနေကြပြီလားကိုမိုက်ကဲအချင်းဒီပြောပါအောင်ကိုမိုက်ကဲဆက်ပြောကြပါမယ်အဲဘယ်ပြောရမလဲဘောနောညညမူကတော့ဘာဖြစ်ဖြစ်ညညရှိရလို့ပြောလို့ပြောလို့ရတယ်ဘောနောရှိရဆိုရင်တော့ပုံမှန်တာပေါ့ဒါပေမဲ့အစည်းလုံးမှုတော့ရှိသေးကြဘူးဒါပုံမှန်လင်းလင်းပြောတာဘောနောအဲညညမူကတော့ရှိရပြဘာကြောင့်လဲဆိုတော့ကိုယ့်ဘက်နဲ့လာရင်ကိုယ်ကကြပါ အဲအဲ့လိုမျိုးနေထားပေါ့အဲဒါမှမဟုတ်ပေါင်းလာကားတွေဖွင့်နေလည်းရှိမှရှိပါတယ်သိရမလားအဲ့လိုမျိုးနေထားရဆိုတော့ကျွန်တော်ပိုပြီးစီလုံးမှုတော့လိုဟန်ချက်ညီဖို့လိုတယ်ဗျအဓိကအဖြစ်တော့နေဆွဲမထားဖို့လိုပဲဘွနောငါကလည်းသူ့နဲ့အဲ့လိုပုံစံမျိုးနေဆွဲနေဆွဲမထားနိုင်မှရတယ်ဗျအဲကျွန်တော်တို့ကစီစီလုံးလုံးနဲ့တွားရမှာပဲကျွန်တော်စီစီလုံးလုံးနဲ့အဲအဲ့လိုမတွားနိုင်ဘူးဆိုရင်ကျွန်တော်တို့ရေရှည်မှာပိုခက်ခဲလိမ့်မယ်ဗျဘာကြောင့်လဲဆိုတော့ခုဆိုရင်လည်းဘွနောဇန်းနေမှာတက်ပါတယ်အချို့ဆိုရင်လက်မထိုးသွားတဲ့ဖွဲ့တွေတောင်ရှိရယ်ဘွနောအဲ့လိုမျိုးအနေထားတစ်ခုမှာ ညို့စာမေးတက်အနေနဲ့ကပေါ့နော်အခုကနေ့ကညို့မှာယူမှန်းချက်ရှိရဗျာညို့ပြရောက်တက်ကိုအမိဖို့မပြူပါတော့မဟုတ်ဘူးပေါ့နော်ပြရောက်တက်ဆင်းမှာတိုက်မယ်ဆိုရဲတက်ထဲမှာတော့ညို့မပါဘူးဗျာညို့ဘူးဆင်းရတိဆောက်မယ်ကြီးထွားအောင်လုပ်မယ်ပြီးရင်အညာမှာပေါ့နော်ညာသားတွေဥဆောင်တဲ့လူသိန်းလက်လုံးနဲ့လည်းသိန်းယူရပါတယ်သိန်းယူရတဲ့နေ့တိုင်းအများကြီးရှိတယ်ပေါ့ညို့အဓိကတော့စိတ်ချပါမယ်စိတ်ချရှိနေဖို့ပဲလို့ပါတော့အဲ့တော့ညို့ကတော့ဘလို့ချင်းညို့မှာပဲဖြစ်ဖြစ်ကောင်းလို့တွေ့ရပါမယ်ဆောင်းတော့ဥပဒေလေးပြောရမယ်ဆိုတော့ညချိုင်မှာ တူပေါင်းကြပါတယ်စီအောင်ကတော့အားတော့နေရည်ရဲ့ဗျာနေနေတော့အားနေရည်ရဲ့တိတ်အားတော့မရသေးဘူးဗောနော်မင်းနဲ့နေနေပဲဖြစ်ဖြစ်ဥမာဗောနော်မင်းကြံအောင်တိုက်မယ်ဆိုတဲ့မင်းကြံအဖွဲရောနရုအဖွဲရောတောင်သာအဖွဲရောလာကူမရမယ်ဘယ်ရမလဲသိရမလားညူကိုကိုမရှိရလက်နဲ့ခေရန်နဲ့ကိုတက်တက်ထနေလို့လို့လို့မရတဲ့အပိုင်းအများကြီးရှိပါတယ်အဲ့တော့ကြတော့အဲ့လိုမျိုးစီစီလုံးလုံးနဲ့သွားနိုင်မှာရမယ်လို့ညီကတော့ထင်တယ်။အဲတောင်တောင်ဖိမကူညီရင်းနဲ့ပေါ့နော်ဒီလိုမျိုးသွားနိုင်မှာရ ဒါပေမဲ့ဝမ်းသာတရားတခုကဘာလဲဆိုတော့ညီတို့မြင့်ကြံပါဘောနော်အဲဆန်ရန်သူဘောနော်ရန်သူစကားစလာရင်ပေါ့ဘုံရန်သူလာရင်တော့အဲငါတို့ဝိုင်းတုတ်ကြမယ်ဆိုတဲ့စိတ်ဓာတ်ကတော့တကယ်ကိုလေးစားစရာကောင်းပါတယ်အဲ့ဒါလေးတခုကတော့ညီကြိုက်တယ်အနေကြအတာချက်ဆိုတော့အနေနဲ့တွင်တွဲရှိနေရပါဘောနော်ဒါပေမဲ့ညီတို့တက်အနေနဲ့အကောင်းဆုံးကြိုးစားပါမယ်အဲလက်ရှိလောလောဆယ်မှာလည်းစုဖွဲ့ထားတဲ့ညီနောင်ရင်အားတွေဘောနော်ညီနောင်ရင်အားတွေပေါ့ညီတို့မှာဖွဲ့စည်းပုံနှမျိုး မမိတ်နဲ့ညီနောင်ဆိုပြီးတော့နှမျိုးရှိပါတယ်။အညီနောင်ရင်အားလေးညီနောင်ကရှိပါတယ်။အင်းဘာဖြစ်ဖြစ်ညီတို့ဒီနေ့အချိန်ချင်းမှာမျိုးသိမ့်နိုင်မယ်လို့ညီတို့ယုံကြည်ရဲ့။အဲဒါပေမဲ့လက်ရှိလိုလိုချင်မှာတော့ကြိုတင်ပြင်ဆင်နေတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။အဲအဲ့တော့ညီတို့ရုံးကန်နေပါတယ်၊ကျူးကန်နေပါတယ်။အခုကျဘာဖြစ်ဖြစ်ကြားမတက်ကဘယ်တော့ခေါင်းပေါင်းနေအကုန်လုံးဘောနော်။အဲအားကြပါဦး။အဲသူကောင်းဆောင်ပေါ့နော်သူတည့်ရင်မှုပေါ့အရင်ကြည့်ခေါ်ရဆိုရင်တော့သူကအစစစ်ထွက်တိုင်းနေရတဲ့အနေထားမှာရှိပါတယ်အဲ့လိုမျိုးနေထားတယ်ပေါ့နော်အကုန်လုံးအဲသူလို့ကိုလို့အဲကိုစီချီချီရတယ်ပေါ့ အစောကြီးကိုရင်တော့အဲအဲ့လိုအဲ့လိုမျိုးနေတာပေါ့နော်အဲ့လိုမျိုးနေတာရှိပါတယ်ညီတို့အကောင်းဆုံးကြိုးစားနေပါလေဒါဟိုတချို့ຢာလေးဆိုတော့ဒါဂူကြီးဝရလေတီတီစားဖြစ်မှာပါအဲ့တော့ဒါညီတို့အဲလောလောဆယ်မှာတော့ဒီຢာလေးနဲ့ပတ်သက်ပြီးတော့ချပြလို့ဝင်ရရဲ့နေတာတခုဖြစ်နေရဗျအဲညီတို့တနေ့နေ့ရှင်မှာတော့အလုံးသိမြင်လာမှာဗာဒီလူလူတို့ရောပေါ့နော်ဇာတ်တော်လိုင်းတက်တည်းအတွက်ကိုအားကြရတဲ့နမူနာဖြစ်ရတယ်ပေါ့နော်ကျွန်တော်တို့အညာတက်တခုဖြစ်အောင်ညီတို့ကြိုးစားနေပါလေအဲစုဖွဲ့မှုအားကောင်းကောင်းနေပေါ့နော် ျွန်တော်တို့ကိုကောင်းစိတ်ဓာတ်တွေလည်းရှိမှာမဟုတ်ပါဘူးအညာသူညာသားတွေကတော့နော်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့တွားဖို့လိုအစီအစဉ်ထားရှိရဲ့လက်ရှိလောလောဆယ်မှာလည်းပေါ့နော်တော်လိုင်းကြီးရဲ့ရွေးပြောင်းတစ်ခုတကယ်ကိုရွေးပါတဲ့နေရာမျိုးမှာကြာမဲ့တက်အနေနဲ့တပြူပါသာပေါ့နော်တပြူပါသာဆေးရင်အခုပို့ထားပါတယ်အထက်ပြီးတော့လည်းပို့ဖို့ရှိပါတယ်ညီတို့အကောင်းဆုံးစူးစမ်းစူးစမ်းနေပါတယ်ဗျာဟုတ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုမခေအာကျွန်တော်တို့မားနေကြနေမကောင်းနေကြနေပြီးတော့အဲဖီတူတွေအားရှိဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ ဟိုရှေ့မှာစစ်တပ်ရုံနေမဟုတ်ဘူးကျွန်တော်တို့ဒီလိုတင်းစကားတွေလည်းမအောင်လို့တဲ့ခါမှာပြောရတယ်ပေါ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုမိုက်ခင်ပြောတဲ့အပိုင်းကိုလည်းပြည်သူတွေဒီဒီချာချာလေးကိုနားလည်သဘောပေါက်ကြလိမ့်မယ်ထင်ပါတယ်ပေါ့အခုနစကားတွေထဲမှာလည်းပါဝင်ပြီးဖြစ်ပါတယ်ကိုသက်ကြီးပြောတဲ့ထဲမှာလည်းပါဝင်ပြီးပါတော်လိုင်းကြီးကကြာလာရင်တော့ထမ်းပေါ်ရတဲ့ပြည်သူကပို့ပြီးတော့ပြင်ပန်းပါပေါ့ပြင်ပန်းမယ်နေကြပါဆိုရင်လည်းမိသားစုတွေမိပါတွေအတိုင်းဝိုင်းတွေကသားသမီးတွေကို စစ်တိုက်ဖို့ပဲရှိမှပေးထားတယ်လို့နောက်မှလည်းသူတို့ကြံခဲ့ရတာအကောင်နေခဲ့ရတာမဟုတ်ပါဘူးအကုန်လုံးပြာကျခဲ့ရတဲ့ယွာတွေကများပါတယ်အဲလိုစစ်ကိုထမ်းပိုးပေးကြရတဲ့မင်းကြံသူမင်းညံသားပြည်သူတွေရဲ့ထမ်းပိုးမှုတွေကလည်းဒီကာလမှာအမှန်ကကြီးမားပါတယ်ဒီပြည်သူတွေအရေးကလည်းကျွန်တော်တို့အတွက်အရေးကြီးပါတယ်တခြားဒေသအတူတူတခြားနိုင်ငံမှာရောက်နေတဲ့ကျွန်တော်တို့ပြည်သူပြည်သားတွေသိဖို့လည်းလိုအပ်ပါတယ်အဲလိုစစ်ကိုထမ်းပိုးနေကြတဲ့မင်းညံခရိုင်တွေကပြည်သူတွေရဲ့အကြောင်းလည်းနည်းနည်းသိကြပါတယ်အဲလိုဒီတရောင်းကတော့နောက်ဆုံးရောင်းမှာအဲ့ဒီပြည်သူတွေအကြောင်းရဲ့နောက်တစ်ခုကတော့အခုကျွန်တော်တို့ဒီစကောင်းဝိုင်းရဲ့မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ အနည်းမခံမြင့်ကြံဆိုတဲ့ဒိန်းသားအောင်ရှာဖွေတဲ့ကံမင်းမှာအနေနဲ့ရဲရဲမှာရှိတဲ့ပြည်သူတွေပါဝင်ဖို့ဘာကြောင့်လိုအပ်တယ်ဆိုတဲ့အဆုံးနှိုးစော်ချက်ပေါ့ဗျာနှိုးစော်ချက်ဟာဒီနှစ်ခုကိုကျွန်တော်တို့တော်တော်ဆက်ပြီးရင်တော့ဒီစကဝိုင်းကိုအဆုံးတက်ပါမယ်ဘာကြောင့်လဲဆိုရင်အားလုံးကိုစီတာဝန်တွေရှိနေကြတဲ့အခါရှေ့ရှေ့ဝန်းဝန်းနဲ့ကျွန်တော်တို့အများကြီးထပ်ပြီးတော့ပြောချင်တော့ပါအဲ့တော့ကိုမိုက်ကမြင့်ကြံခရိုင်တွေကစစ်ကိုထမ်းဖို့ပေးထားတဲ့ပြည်သူလူထုရဲ့အခြေအနေတွေကလက်တလုံးမှာဗာဒီများပို့ပြီးတော့ထိုင်းရွက်နေရတယ်ဘယ်လိုမျိုးအခြေအနေတွေရှိလဲအဲအကြက်ဖက် ဟိုဒီစစ်ရှုံးကောင်စီကောင်တွေကဘယ်လိုမျိုးရုံးမှန်နေကြလဲဒုတိယတစ်ခုကတော့ဒီနိမကံပြင်းပြကမ်ပိန်းကိုပါဝင်ဖို့ပြည်သူလူထုဘာတွေလို့ဆိုတိုက်တွန်းကြလဲဒါလေးပြောပြပါဦးဟုတ်ကဲ့ကွညီရတော့ကျွန်တော်ကညီပြောနေကြသကားအတိုင်းပဲပြောမယ်ဗောနော်ဒီကတော့တာဝန်ကြီးရတဲ့ပုံနေပြီဗျညီတို့ဘက်ကပဲလှုပ်လှုပ်ဘူးလို့တော့ပါဗောနော်အကောင်းဆုံးကြိုးစားဖို့လို့တော့ညီတို့အဲပြည်သူကတာဝန်ကြီးရတဲ့ပုံဆိုတော့ညာသူညာသားမှာပတ်သက်တိတ်မရှိကြဘူးလေဒီနေ့တော့မှ၄000 5000 1000ဆိုတာလုံးဝကျော်ပဲရကြတယ်ညာသူညာသားတွေဗျာ အဲ့တော့ကျတော့ညာသူညာသားတွေကအစီမတိုက်ပွဲဖြစ်နေရဲဆိုရင်တော့မပဲငါးသားလေးတွေစားဖို့ဆိုပြီးတော့တခါလေတမင်တို့ဟင်းတို့တွေလာဖို့ပါရှိပါတယ်အဲ့လိုမျိုးလာဖို့ရင်းနေတော့မပဲတိကကြာဆုံးခဲ့ရတဲ့ပြည်သူတွေပေါ့နော်တော်လန်ပြည်သူပေါ့ဗျာတော်လန်ထောက်ဖို့ပြည်သူလို့လည်းပြောလို့ရပါတယ်အဲ့လိုမျိုးတွေပေါ့နော်ပိဆက်ခဲ့ရတဲ့ပြည်သူတွေများစွာရှိပါတယ်တိမ်ယုံမိရှုသွားရင်တော့မပဲတဲထူပြီးမင်းတို့ရတဲ့နီလန်းနဲ့တော်လန်မယ်ဆိုတဲ့ပြည်သူတွေလည်းများရှိပါပဲရှိပါတယ်ညီတို့တက်မှာဆိုရင်လည်းအဲညီတို့အသက်ရွယ်ရပါတော့တတ်မှတ်ထားတာ18ကနေပြီးတော့ 30နဲ့မှ5အတွင်းမှာတတ်မှတ်ထားပါတယ်။ဒါပေမဲ့တခါတည်းဒီမှာ50ကျော်ကြီးရောက်ရှိလာတာဖြစ်ပါတယ်။ဒီလိုလက်မခံခဲ့ပါဘူး။ဒါပေမဲ့သူတို့ရဲ့စိတ်ချက်ကတအားပြင်းထန်နေတဲ့အချိန်မှာထမင်းမဲ့ချက်ချက်ပါဆိုတဲ့အနေအထားမျိုးတွေပေါ့။ဒါပြည်သူတွေရဲ့တာဝန်ကချိန်ရက်လွန်နေပြီဗျ။တစ်ဖက်ကန်းလွန်နေပြီ။ဒီလိုတော်လိုင်းကြီးသမားတွေဘက်ကအစ်စ်ပြူပါကောင်းကောင်းနေပေါ့နော်။ဘယ်လိုပုံစံကောင်းဆုံးသွားမလဲ။ဖြစ်ရင်နိုင်ငံသားနိုင်ငံခြားပါပေါ့နော်ဖန်ရီဇာတွေပေါ့။နိုင်ငံခြားဖန်ရီဇာတွေအနေနဲ့ကျွန်တော်တို့အညာတက်တွေဦးစားပေးကူတင်ပြီလို့ထင်တယ်ဗျ။ အဲ့ဒါဆိုတိကျတဲ့အညာတက်ဆိုတာကဘောနော်အညာတက်ရမဟုတ်ပါဘူး PDF ပေါ့ PDF ပေါ့ PDF တို့ပြောရင်ပုံမှန်တာဘောနော် PDF ဆိုတာကအကုန်ပါသွားပြီဗျလိုကေလဲ PDF ပဲတူတယ်အဲဘက်ကပါလဲအဲဘောနော် PDF ပါပဲတကယ်တမ်းတော့အင်္ဂလိပ်ညာညီမပဲကွာတာပါအခုကျွန်တော်တက်ရင်းနေဆိုတာလဲ PDF ပါပဲဒီလိုမျိုးတက်တယ်ကိုများများကူကူလိုတယ်ဘောနော်ဘာကြောင့်လဲဆိုတော့တိကျတယ်ဗျညီတို့အညာသားတွေကအသက်နှချောင်းပုံမပွားပါဘူးဘယ်သူမှသိခံသွားမှာဘယ်တော့မှညှိနှိုင်းမှာမဟုတ်ဆွေးနွေးမှာမဟုတ်အပြတ်ကျုံးမှာညာအောင်လဲကျုံးမှာနိုင်အောင်လဲကျုံးမှာ ပခုတ်ကူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသောစစ်တပ်ကကြေးရွာများကိုရန်တမ်းပစ်ခတ်ခြင်းကြောင့်ပြည်သူနှင့်ဥသေဆုံးစစ်ကြောင်းကမြိုင်မြို့နယ်အတွင်းဆက်လက်ဝင်ရောက်လာ၍ပြည်သူများထွက်ပြေးတိမ်းရှောင်နေရမကွေးတိုင်းပခုတ်ကူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသောအကြမ်းဖက်စစ်တပ်ကကြေးရွာများကိုရန်တမ်းပစ်ခတ်ခြင်းကြောင့်ပြည်သူနှင့်ဥသေဆုံးပြီးစစ်ကြောင်းကမြိုင်မြို့နယ်အတွင်းဆက်လက်ဝင်ရောက်လာ၍ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တည်ထောင်ဌာနထံသို့ပြောဆိုသည် အော်တိုဘာလာပိုင်းကစတင်ပြီးပခုတ်ကူတမတ်တရားဓမ္မထွက်လာသောအကျန်းဖက်စစ်တပ်စစ်ကြောင်းသည်အင်အား၄ရာကျော်ဖြင့်ကမားနှင့်မြစ်ချီဒေသရှိကျေးရွာများကိုဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်းသိရသည်။ထိုစစ်တပ်စစ်ကြောင်းသည်ကျေးရွာနေပြည်သူများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းဆက်တက်လေထီဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းစစ်ကြောင်းဖျက်ဆီးသွားလာရာတလျှောက်ရှိပြည်သူများကိုဖမ်းဆီးခြင်းစစ်ဆေးခြင်းများလုပ်ဆောင်သည့်အပြင်ရွေးကောက်ပွဲနှင့်ပတ်သက်၍အတင်းကျပ်လက်မှတ်ရေးထိုးခိုင်းခြင်းများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထို့ပြင်ပြည်သူပိုင်ပစ္စည်းကိုလည်းစိတ်ကြိုက်ခိုးယူဖြည့်ဆည်းခြင်းများလည်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရသည့်အော်တိုဘာလ26ရက်နေ့နှင့်24ရက်နေ့တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်အရက်သားပြည်သူများရှိရာနေရာကိုလက်နက်ကြီးစစ်တပ်လေထီများဖြင့်ဂုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနှင့်ဦးတည်ဆုံးခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည် ယနေ့နိုဝင်ဘာလ3ရက်နေ့တွင်ထိုချမ်းဖတ်စစ်တပ်စစ်ကြောင်းမှအင်အား200ခန့်သည်မြိုင်မြို့နယ်တောင်ပိုင်းရှိတွင်းမပြူစောထီးရွာကိုစတင်ဝင်ရောက်လာသောကြောင့်အနီးအနားရှိကျေးရွာများမှပြည်သူများပေးလို့ရထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည်။မနိုင်နေရာအကြောင်းမရှိအပြီးရင်ညို့ဘောနော်2023လောက်ကနေပြီးတော့စပြီးတော့တက်ဒီစုပေါင်းမှရမယ်ဆိုပြီးတော့ညို့ညီနောင်အင်အားကြီးမာမိတ်တပေါင်းစုတင်ရဲစုဖွဲ့ထားတာတွေများစွာရှိပါတယ် ခုချိန်ကြီးလေ MBD နဲ့လက်တွဲတူတူရှိနေပါတယ်အဲ့ဒါကြတော့ဒီရင်ရည်ရဲ့ပမာဏကိုညီတို့ထုတ်မပြခဲ့ဘူးတော့တခါမှဒါပေမဲ့အားရစရာကောင်းပါတယ်အဲတော်တော်လေးကိုအားရစရာကောင်းပါတယ်ပြီးကြတဲ့ကုမြုပ်ကတော့အစီပြန်သိမ်းလို့ရတဲ့နေသားတွေမှာရှိပါတယ်ပြီးကြလိုအပ်နေရအဆုံးတော့ပြောရဲပေါ့နော်ကုတက်ကြီးပြောသလိုပေါ့ကျွန်တော်တို့ကလက်နဲ့ခရံလိုအပ်တာပေါ့လက်နဲ့ခရံလိုအပ်တယ်ဒါတွေဝယ်ပြီးပြီကျွန်တော်တို့တခါလီမှာတော့ပြီးသွားလည်းရှိတယ်ဗျအဲပြီးသွားလည်းရှိတယ်ဆိုတော့ဒေါ်လာ၆ခုပြီးသူတွေမှာကျတော့မြန်မာနိုင်ငံတွေမှာတက်ကမနေဘူးရှိတာဆိုတော့ကျတော့ သူတို့မှပြန်လဲစီစီရတာရှိပါတယ်ဟောနော်အဲအဲ့လိုမျိုးနေချားတွေကြောင့်မလို့မရောက်နိုင်တဲ့အပိုင်းလေးတွေပါလာပေါ့ဒါပေမဲ့ဒီကြားတစ်ခုကတော့ပြည်သူတွေစိတ်တယ်မကြပါနဲ့လို့ပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့အခုလိုအခြေအနေမျိုးတွေကိုဖြစ်တာပူကြိုက်ရပြန်ကြီးကဘာကြောင့်လဲဆိုတော့အစိုးရအကောင်ပေါ့ဘာလို့အစိုးရအကောင်လုံးဆိုတော့ညီတို့တချို့တက်တွေဆိုရှိရပေါ့နော်ဒါဘယ်တက်ကိုပါဖွဲ့ပုတ်ခတ်တာမဟုတ်ဘူးတိုင်းသားတွေဆင်းလာမှာတိုက်မှာရပါငါတို့တက်တက်တော့မနိုင်ဘူးဆိုတော့အတက်တွေရှိရပြတာအညာတက်ဒီမှာလည်းအဲ့လိုမျိုးတက်တွေရှိတယ် ဒါနဲ့ညီတို့ကတော့ရင်းနှောင်းကလေးကညီတို့ခံရကြပေါ့နော်တိုင်းစားတာဝန်ကြည်သွားပြီဗျညီတို့စစ်ပညာလည်းသင်ပေးပြီးသွားတယ်စစ်တပ်နဲ့ခင်ရတယ်ထိုက်တင်းတဲ့လောက်ထောက်ပံ့ပေးတဲ့တက်တယ်ဆိုတာထောက်ပံ့ပေးပါတယ်ညီတို့ကတော့မရဘူးပေါ့အဲ့ကြတော့လမ်းလျှောက်တဲ့အောင်သင်ပေးပြီးသွားတယ်ကျွန်တော်ဆက်လျှောက်ရဲဖို့လိုတယ်ဗျညီတို့ဆက်လျှောက်ဆက်လျှောက်တော့အစူးညောက်ခလုတ်ပဲဖြစ်ဘလူးအန်ဒီယန်မျိုးမှာပဲဖြစ်ဖြစ်ညီတို့ဆက်လျှောက်နိုင်မှုလို့ဒါကြီးယူသွားပြီအပြစ်တင်လို့မရဘူးဗျတကယ်တမ်းကပေါ့နော်လက်ရှိ1027ဆိုတာကျွန်တော်တို့ ဒီအညာရဲ့ဒေါ်လာကြီးမြန်မာပြည်ရဲ့ဒေါ်လာကြီးမှာပြည်သူတွေလုံးရောစိတ်တကြနေတယ်ဒေါ်လာကြီးတစ်ဖွဲ့ကြီးအားလုံးလုံးဝခွင့်အားတရက်ပါဘာစီလူ20ပန်းဆိုတာခွင့်အားတရက်ပါဒီချိန်မှာဘလို့ចောင်းចောင်းចောင်းနေပဲဖြစ်ဖြစ်ပေါ့နော်အဲခက်ခဲမှုတွေရှိတယ်ဆိုပေမဲ့ဘလို့မှာဖြစ်တယ်လို့မရပါဘူးဘာလို့ဆိုရင်ညို့လမ်းလျှောက်တတ်ပြီလေကိုကိုယ်တိုင်လျှောက်ဖို့လိုအပ်တယ်လျှောက်ရဲဖို့တတ်တယ်လေရှိဖို့လိုအပ်ပါတယ်အဲ့တော့ညီတို့ကတော့အကောင်းဆုံးကြိုးစားတော့မှာဖြစ်ပါတယ်။အဲပြည့်စုံစုဖွဲ့တည်ဆောက်နေပါတယ်။အမကြခင်ချိန်တွင်းမှာ မြင့်ကြံရဲ့လူမဟုတ်ပါညီတို့တက်ကတော့နေနေဆွဲတော့မရှိပါဘူးမြင့်ကြံလည်းမရှိဘူးနှထိုးလည်းမရှိဘူးညီတို့ကတော့စက်ကောင်စီရှိတယ်နေအကုန်ကျုံးပါပဲညီတို့ကကုံတိုက်ပါပဲအဲ့တော့ညီတို့ပြင်ဆင်နေအကောင်းဆုံးကြိုးစားနေပါလေကွာတကြလာတခုကတော့ပြည်သူတွေအားလုံးအားတက်တာပါဒါဝင်ကြီးရတဲ့ဒွန်ဒီယိုဒါဝင်ကြီးနေပါပြီအဲ့တော့ညီတို့ကြမဲ့တက်နေနေပြည်သူတို့ကိုကြည်လူများကြီးတင်ပါလေပြည်သူရှင်ချက်ပြီးရောလေပေါ့နော်ဒီထောက်ပံ့မှုတွေ လိုအပ်နေရတော့အဖန်ပါပဲအဲ့ဒါလေးကိုလည်းကုညီ၆ဘက်ကုညီရတော့ပြောချင်ပါတယ်ပါဝင်လို့ရမလဲဆိုတော့နိမခံမြင်းကြံဒီ page ကနေပါဝင်လို့ရတယ်လို့အခု live လွှင့်ထားတဲ့ဒီ S SCF ပေါ့နော်။ဟိုမြန်မာလိုဆိုလို့ရှိရင်တော့နေဦးလူလူရံပုံငွေအဖွဲ့ရနေပြီးတော့လေအဲကျွန်တော် Spring Gold Fan ဆိုပြီးတော့လောက်ထားတဲ့အဖွဲ့စီမှာလည်းအဲလုံုံရေးစိတ်ချဆိုတာနဲ့ရုံရုံကြီးကြီးပါဝင်လို့ရတယ်ဆိုတော့ဒီနေ့ကနေပြီးတော့လို့ဆိုချင်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီနေ့ညတွေ့ဆုံမှုကတော့ပြည်သူလူထုလည်းအဲစိတ်အားရချင်နေမယ်လို့ယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲမြင်းချံရဲ့ ်မြင်းကြံခရိုင်ဘက်မှာရှိတဲ့မြမပြည်ရဲ့အချက်ချဘိုးမှာရှိတဲ့တော်လှန်ရေးချင်းတွေဘယ်လိုမျိုးရှိနေလဲတော်လှန်ရေးကိုဥဆောင်နေတဲ့သူတွေကဘယ်လိုစိတ်သက်ခံယူချက်နဲ့လုပ်နေလဲဆိုတာကိုဒီ live မှာကျွန်တော်တို့ပြပြထင်ထင်မြင်တွေ့ရမှာပါအဲ့တော့ဂမိမှလည်းဆက်ပြီးတော့ပါဝင်ပေးကြပါဦးခေါင်းဆောင်နေလဲပြည်သူလူထုရဲ့မေတ္တာနဲ့အတူကျွန်တော်လည်းမေတ္တာပို့တာပါတယ်ခလုံးမထီစုမကြီးပါစေနဲ့ ကျန်ကျန်မာမာရှိကြပါစေအလို့စောင့်ကြည့်နေကြတဲ့ပြည်သူလူထုတူတူတယောက်ချင်းစီတိုင်းကိုလည်းဒီ live ပေါ်ကပဲ online ပေါ်ကနေပဲအထူးပဲကျေးဇူးတင်ပါတယ်အဲ့တော့ SCF platform တွေ platform ကနေပြီးတော့လည်းပါဝင်နိုင်ပါတယ်တခြားအနေမခံမြင်းကြံဆိုတဲ့မြန်မာလူရေးထားတဲ့ page ကနေပြီးတော့လည်းဆက်သွယ်ပြီးတော့ပြည်သူလူထုအနေနဲ့ပါဝင်နိုင်ပါတယ်အဲ့တော့အတူပါတွေကိုလည်းတတိထားဖို့လိုပါတယ်ကျွန်တော်တို့ကဒီလိုမျိုးခက်ပြက်ကာလကြီးထဲမှာအတူပါလုပ်ပြီးတော့လိမ့်လည်နေတဲ့ account တွေလည်းများစွာရှိတဲ့အတွက်တည်တည်ချာချာလေးစီစစ်ပါနောက်ဆုံးလိုအပ်လို့ရှိရင်ကျွန်တော်ကောင်းလာပြောပါကျွန်တော်စီစစ်ပြီးပြီးတော့ပို့ရမယ် link တွေကျွန်တော်ဖေမှာကူလို့ရရဆိုရင် link တွေလည်းကျွန်တော်ချပေးပါမယ်အဲ့တော့ဒီကနေ့ င်းကြပါအားလုံးပူပေါင်းပြီးတော့ဒီပညာရအောင်ကုညီပန်ပိုးပေးကြတဲ့မားရဲကြားနေပြီးတော့တက်ရောက်ပြီးတော့လူလူနဲ့အတူတူစကားပြောပေးကြတဲ့ကျွန်တော်တို့ဥဆောင်သူခေါင်းဆောင်တက်ဖွဲ့ခေါင်းဆောင်၃ဦးကိုဒီနေရာကြီးထောက်ပြပေးကြတဲ့ Face Day Media ရအားလုံးကိုကျေးဇူးအထူးတင်ပါတယ်တို့လာကြကြပါဒီလိုအားလုံးဆရာနာရှင်စနေဆိုးလာအောင်ကနေပြီးတော့အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမတော်တော်ရဲ့ကျွန်တော်စကားဝိုင်းစီစဉ်ကိုဒီမှာပဲဆုံးသက်ပြစေခင်ဗျာ okay ပါအခုကြီးကျန်လေအခုကြီးကျန်မကြီးဆိုင်ပါဗျာ အဲ့ဒါကိုကြီးညို့ license ကိုပြပါအောင်ကကိုကြီးဟုတ်ဘာပိုင်ပါဗျာအဲဘိုက်ကရေးကျမကြီးကူဆိုင်နော်ဇင်းဇင်းကျမကြီးအတော်တော်မြည်တယ်အကျွေးအကျွေးဒိန်းတဲ့တောင်းကျော်တင်းနေလို့ဖျားသွားတယ်ခုမှစေးထိုးတာလိုက်ကြပါလားမသိဘူးလိုက်မကြနိုင်ဘူးထင်တယ်ကိုရီဘွန် live store or live online လို့ရပါတယ်ကိုရီဘွန်အကျွေးတင်နေတော့အကျွေးအကျွေးနုံနေတာမို့အကျွေးမြို့ခေါင်းမှမရှိတော့ဘူးမြို့အဲ့မှာဒီဒီဘက်ရေးပေါ်လေးခီးထွက်ထွက်လာတော့ အဲ့မှာစားစားတဲ့ဟာကိုမပြီးနိုင်လို့အဲ့မှာဂန်းယူခဏဒီကန်200ကျော်တက်ပါလေဗျာလို့ယူကြရတယ်မပြီးတရားမရှိသေးဘူးဗျာသူအဲ့လိုပြီးတာပြီးခဲ့ရအပြန်မှာတော့ယူရအောင်အဲ့လိုရှိရတယ်ဘောကမကိယူဆိုင်ပါယူဆိုင်ပါကျွန်တော်တို့အဓိကကျမကြီးလေးမပေါ့ပါနဲ့ကျွန်တော်တို့ဟိုထားဆောင်ရမယ့်တာဝန်ကြီးထဲမှာဟိုကျမကြီးကောင်းကင်နဲ့တာဝန်တစ်ခုနေနဲ့လို့သာတတ်မှတ်အောင်ဟုတ်ဖိတ်ချပါဘူးညိုးအနေနဲ့ကတော့ဒေါ်လာကြီးပေါ်မှာပေါ့နော် ဒေါ်လာရေးပေါ်မှာရောဒီတူတူတူပေါ်မှာဘယ်တော့မှတက်စာဖောက်မှာမဟုတ်ဘူးအရှိတော်တော်စင်အနေထားမှာလေကြားမဲတွေကငြိမ်နေရမဟုတ်ပါဘူးကြားမဲတွေငြိမ်နေရမဟုတ်အစမဲ့ပြင်ဖြန့်ကျက်တိုက်တာများနေရဖြစ်ပါကိုရီဘောလိုက်မအန်သေးဘူးထင်တယ်နော်လိုက်အန်လိုက်ပြီလားကိုရီကိုရီဘောဒီဘောလိုက်မချတဲ့အကျွေးအကျွေးကလေးတော့